ပိုရှရှံဖြစ်နေချိန်မှာအနာဂတ်ကိုတိလူရှုမထားပါနဲ့မိင်္ဂလာပါကိုကိုရေးပုံတော်မဲ့စတင်ရနေပြန်လည်ပြီးတော့ကြိုဆိုပါရတဲ့ဒီကနေ့ကိုရာဒီရန်ကြီးလေးညီမလေးတွေကိုပြောပြပေးခြင်းနဲ့ပုံမြင်လေရတော့ပြည့်ရစိတ်ညာနဲ့နှံကောင်ဆိုတဲ့မြတ်မရွရပုံမြင်လေးပဲဖြစ်ပါတယ်နွေရသည်အစားတောင်းတဲ့အစဉ်ပြေစဉ်ကာလမှာတစ်ချိန်လုံးပျော်ရွှင်မြတ်မှုစွာနဲ့တချင်းဆိုပြီးတော့အခြေတွေကိုလုံခဲ့တဲ့နှံကောင်တော်ဟာ ။ဆောင်ရွက်ဒီအကြောင်းမှာတော့အစာရေစာပြတ်လာပြီးတော့တေလို့မိပါဖြစ်နေတာပေါ့ကွယ်။ဒါကြောင့်သူကအနီးနားမှာနေထိုင်တဲ့ PSA တချို့ထံလို့သွားပြီးတော့အကူအညီတောင်းခဲ့ပါတယ်။ပြီးတော့သူတို့တုံ့တောင်းထားတဲ့အစအစထိတ်ကအနေငယ်များကိုမျက်ဝေပြပါရန်ခွင့်တောင်းတာပေါ့ကွယ်။အစားအစာအနေငယ်လောက်ချင်းကားပါလား။နောက်နှစ်ဒီချိန်မရောက်ခင်တင်တို့ကိုချင်းသစ်ပြန်ပေးပါမယ်။ဒါနဲ့ပဲပရိသတ်ကောင်းဆောင်ကနန်ကောင်ကိုပြန်လည်ပြီးတော့မေးမြန်းတာပေါ့ကွယ်။တင်ကတင်ွေလုံးဘာလို့နေခဲ့နေ။ဟာဟာ တနွေလုံးပျော့ပျော့ပါပါနဲ့အချိန်ဖြုံးနေခင်မိပါတယ်။အိုးတင်မဆူဆောင်းခဲ့ဘူးလား။ကဲအခုအခါမှာရောတင်မြူးတူးနေနိုင်ပြီပေါ့။ပုံမြင်လေးရတော့ဒီမှာတွင်ပေးဆုံးသွားပါပြီနော်။ပေးချင်တဲ့သင်ခန်းစာလေးရတော့ပူပူချေချာရှိနေချိန်မှာအနာဂတ်ကိုလည်လျူရှုမထားပါနဲ့။ဒီကနေ့တင်ဖြုံးတိလိုက်တဲ့အရာလေးကမနေ့ပြန်မှာတင်အတွက်လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်။ဒါကြောင့်မလို့ စုပါစောင်းပါရင်းနှီးမြုံနှံပါကျေးဇူးသူအရောက်တည်ရန်ကိုလည်းကျေးဇူးအထူးပြုရှိပါတယ်ကောင်းသောညကလေးကို ပိုင်ဆိုင်နေရပါစေနော်